thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မုံစည်းဒေသမှာရွှေဆက်မတူဖို့တောင်းဆိုချက်ပေါ် MNDA လိုက်ရောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းကုတ်ခမ်းမြို့နယ်မုံစည်းဒေသမှာကိုကန့်တက်မတော် MNDA ရဲ့ရွှေတူးဖော်မှုကိစ္စတွေကြောင့်ဒေသခံတွေနဲ့အငင်းပေါ်မှုဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး MNDA ဘက်ကဒေသခံတွေရဲ့တောင်းဆိုချက်ကိုလိုက်ရောတယ်လို့ဒေသခံတွေကပြောပါတယ်။မလ9ရက်နေ့ကမုံစည်းဒေသရဲ့ရေတွက်ဦးနေရာတွေမှာ MNDA တပ်ဖွဲ့ကရွှေတူးဖော်မှုကိစ္စနဲ့ တ်သက်ပြီးဒေသခံတွေနဲ့ MNDA တပ်ဖွဲ့တွေရဲ့ကြားမှာအငင်းပွားမှုဖြစ်ခဲ့ပြီး MNDA ဘက်ကပြစ်ခတ်တာကြောင့် KYI တပ်ဖွဲ့ဝင်တအုပ်ပါဝင်ဒေသခံ၅ဦးသေဆုံးခဲ့ရပါတယ်။ပြစ်ခတ်မှုအပြီးမလ9ရက်နေ့မှာကိုကန့်တမတော်ဘက်ကတာဝန်ရှိသူတွေဒေသခံတွေနဲ့အရက်ဖက်ဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးမှုအပြီးမှာ MNDA ဘက်ကအခုလိုလာရောက်ခဲ့တာလို့ဆွေးနွေးမှုအတွင်ပါဝင်ခဲ့တဲ့ဒေသခံတအုပ်ကပြောပါတယ်။ တီးခိုက်တရားရသူတွေကိုသူတို့စေကူပေးမယ်ဒေသခံနေဆန္ဒရဘဲအဖွဲ့အစည်းမှာမုံစည်းဒေသမှာရွှေမတူဖို့တမဆွဲဖို့စတာတွေသူတို့ဘက်ကလက်ခံနေဒေသုံသူတွေကိစ္စကိုတော့ဆက်ပြီးဆွေးနွေးညှိနှိုင်းမယ်ဆိုတာမျိုးနဲ့ပြည်လဲခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး MND ပြန်ကြားရေးတာဝန်ရှိသူတွေကိုတည်င်းဌာနကဆက်သွယ်မိမြန်ခဲ့ပြီးမြန်ပြန်လဲတုံ့ပြန်တာမျိုးမရှိသေးပါဘူး2029ဆစ်စင်ကာလာတွင် DNL တင်ပိုက်ထားတဲ့မန်တုံမျိုးကုတ်ခိုင်မျိုးနဲ့ MND တင်ပိုက်ထားတဲ့မုံကူးမျိုးနဲ့တွင်မှနှစ်ဖက်တပ်ဖွဲ့တွေလှုပ်ရှားမှုကိစ္စ Είναι TNL, MNDA, KYA တပ်ဖွဲ့တွေနဲ့ဒေသခံတွေကြားမကြာခဏဆိုသလိုအငင်းပွားမှုတွေရှိနေတာဖြစ်ပါတယ်။မလ9ရက်နေ့ကလည်းကုတ်ခတ်မျိုးနဲ့အတွင်းက KYA ရဲ့ဆက်ဆံရေးရုံးကို TNL ဘက်ကဖယ်ရှားခိုင်းတာကြောင့်ဒေသခံတွေနဲ့အငင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။နောက်ထပ်တပုံအနေနဲ့စစ်ကောင်းဆောင်ရခီးစဉ်တန်တမန်ကြီးအပေကန်ရုရှားအတွက်စိတ်သက်သာရာရစေခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခုပတ်တွင်မြန်မာစစ်ကောင်းဆောင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့တာကနိုင်ငံတကာကဖယ်ချင်းမှုတွေနဲ့ရှင်ဆိုင်နေရတဲ့တမနာပူတင်အတွက်အသက်ရှူပါ ောင်ရရှိခဲ့တဲ့ဆိုတဲ့ခေါင်းစဉ်နဲ့မလ9ရက်နေ့က South China Morning Post တွင်ကမြန်မာစစ်ကောင်းဆောင်စောင်းပါကို ပထမဆုံးတင်ပြပါရယ်နိုင်ငံတကာမှာတန်တမန်ဆက်ဆံရေးရဖဲချင်းခံနေရတဲ့ရုရှားလိုနိုင်ငံမျိုးကလွဲရင်ပြည်သူကိုတတ်ဖြတ်နေတဲ့အာဏာရှင်တယောက်ကိုပြည်နိုင်ငံကမှလက်ခံတွဲဆောင်မှာမဟုတ်ပါဘူးလို့ဝါရှင်တန်အမျိုးသားစစ်တပ်ကတော့ပါမောက်ကဇက်ကာရီအဘူဇာကစောင်းပါမှာတုံ့တက်ထားပါရယ် မြန်မာနိုင်ငံဟာတကယ်တော့ရုရှားအတွက်ထိတ်တန့်ဦးစားပြီးတန်တပန်မဟုတ်ပါဘူး။ဒါပေမဲ့သမရပူတင်ကယူကရိန်းစစ်ပွဲအတွက်နိုင်ငံတကာဖိအားပေးခံနေရတဲ့အချိန်မှာအသက်ရှူချောင်စီတဲ့နိုင်ငံအဖြစ်မြန်မာကိုရှုမြင်တာဖြစ်ပါတယ်။ရုရှားကတန်တပန်ကြီးရဖယ်ချင်ခံထားတဲ့အတွက်သူ့ကိုလက်ခံတဲ့နိုင်ငံတွေနဲ့ဩစာအာဏာပြန်လည်တည်ဆောက်ဖို့ကြိုးစားတာဖြစ်ပါတယ်လို့ပါမောက်ခါဇက်ကာရီအဘူဇာကပြောပါတယ်။တိုင်းဒါလက်နက်ကင်ဖွဲ့ရရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီကရုရှားစီကလက်နက်နဲ့အနီးပညာတွေရဖို့ကတိကီးစင်အတွက် က်အဓိကရွေးချက်ဖြစ်တယ်လို့စောင်းဖွားမှာရေးသားထားပါတယ်။စစ်ကောင်ဆောင်က York 130တိုက်လေယာဉ်နဲ့နောက်ဆုံးပေါ် drone နဲ့တိုက်ခိုက်ခဲ့တဲ့ဤပညာတွေပေးဖို့တမရပူတင်ကိုတောင်းဆိုခဲ့ကြောင်းဒေါက်တာဇဂါရီအပူဇာကပြောပါတယ်။တိုင်းသားဖွဲ့ရီရဲ့လိုအပ်မှုတွေနဲ့ရှင်းဆိုင်နေရတဲ့စစ်ကောင်စင်ကလေကြောင်းတိုက်ခိုက်မှုတွေ တိုက်လင်းရင်နေပို့ပြီးတော့လိုအပ်နေပါတယ်ဒါပေမဲ့ဒီတိုက်လင်းရင်ကကုန်ကြစိတ်ကြီးမြင့်တဲ့အပြင်ပြုပြင်ထိန်ထိန်စီနဲ့ရုရှားပညာရှင်တွေပါလိုအပ်တဲ့အတွက်ဗန်နာငွေနေပါနေတဲ့စစ်ကောင်စီကတိုင်းသားတပ်တွေရဲ့ထိုးစစ်ကိုဒရုန်းတိုက်ခိုက်မှုနဲ့ထိန်းထားဖို့ရှိရတာဖြစ်တယ်လို့ပမောက်ခဇဂါရီအပူဇာကတုံ့တက်ပါတယ်စစ်ကောင်ဆောင်ရဲ့ရုရှားခီးစင်မှာဤပညာနဲ့ရှင်နစ်မြုံနှံမှုသဘောတူညီချက်တွေလက်မှတ်ထိုးထားခဲ့တာအပြင်သမရပူတင်လိုထိတ်တန့်ကောင်ဆောင်နဲ့တွေ့ဆုံခွင့်ရတာကတန်တမန်ကြီးရအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ဩစတြေးလျအမျိုးသားတက္ကသိုလ်က သူတေဒီဟန်တာမတ်စတင်ကသုံးသပ်ပါတယ်စစ်ကောင်ဆောင်နဲ့ရုရှားတပ်မတော်တို့နောက်ဦးတွေးဆောင်လာတဲ့သတင်းတပ်ပုံတွေကိုကြည့်ရင်တရုတ်မြန်မာဆက်ဆံရေးမှာမမြင်ရတဲ့လူပုတ်ကိုချင်းခင်မင်းရင်းနှီးမှုကိုပါမြင်နိုင်တယ်လို့ဟန်တာမတ်စတင်ကသုံးသပ်ပါတယ်။ဇက်ကာရီအဘူဇာကတော့တမနာပူတင်နဲ့စစ်ကောင်ဆောင်ကြားကဆက်ဆံရေးအခြေအနေကို ဓာတ်ပုံနဲ့မဆုံးဖြတ်နိုင်ဘူးလို့ပြောပါရတယ်။သမရပူတင်နဲ့တွေ့ဆုံစဉ်မှာစစ်ကောင်ဆောင်ကတောင်းတောင်းနိုင်တဲ့လုပ်ရက်တွေလုပ်ခဲ့ပါရတယ်။ရုံနဲ့စကားကိုအခြေခံတဲ့ရှေ့ခေတ်ကမြန်မာစာအုပ်တအုပ်ကိုပူတင်ကိုလက်ဆောင်ဖြစ်ပြီးခဲ့ပါရတယ်။ပူတင်ဘက်ကတော့စိတ်ရှုပ်တွေးသွားပြီးထွက်ပြေးခြင်းစိတ်ပေါက်နေပုံရတယ်လို့ပါမောက်ကဇဂါရီအပူဇာကပြောထားပါရတယ်။အခုဆက်လက်ပြီးမြန်မာစစ်ကောင်စီကရုရှားနဲ့နျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လက်မှတ်ရေးထိုးမှုတွေအကြိမ်ကြိမ်လုပ်နေပြီးမြန်မာနိုင်ငံမှာတိစမယ်ဆိုရင်နျူကလ িয়ার ဆက်ရုံအမှန်တကယ်တိစပီးစီမဲ့ ချင်းကိုထုတ်ပြန်ထားတာမှရှိရဲကြောင်းကမ္ဘာနျူကလ ියා နည်းပညာသတင်းရဲဆောင်းပါးကိုတင်ပြပါမယ်။မြန်မာနိုင်ငံဟာရုရှားနဲ့ပူးပေါင်းပြီးနျူကလ ියා သုတေသနတည်ထောင်ဖို့2015ခုနှစ်မလမှာပထမဆုံးလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ2022ခုနှစ်ဇူလိုင်လ2023ဖေဖော်ဝါရီနဲ့အောက်တိုဘာနောက်ဆုံးအချိန်လက်မှတ်နျူကလ ියා နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လေ့ကျင့်တင်ကြားဖို့နဲ့နျူကလ ියා စက်ရုံတည်ဆောက်ဖို့စတဲ့ခေါင်းစဉ်မျိုးမျိုးနဲ့တက်ပြီးလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ အခုနောက်ဆုံးအချိန်လက်မှတ်ရေးထိုးမှုမှာမော130မဂါဝက်ထုတ်လုပ်မဲ့အသေးစားနျူကလ িয়ার ဓာတ်ပေါင်းပို့တစ်ခုကိုမြန်မာနိုင်ငံမှာတည်ဆောက်သွားမယ်သဘောတူညီချက်ဖြစ်ကြောင်းသတင်းကဖော်ပြပါရယ်မြန်မာနိုင်ငံအတွက်စီးသက်သာတဲ့လျှင်စစ်တားနဲ့အလုတ်ကင်ခွင်လန်းနေရရှိစေမယ်လို့တမနာဘူတင်ကပြောထားပြီးမြတီးဆောက်ပြီးစီးမယ်အချိန်ကိုဖော်ပြထားတာမရှိတဲ့အကြောင်းရှင်းသားထားပါရယ်နောက်ထပ်တပုန်ဒီနဲ့မန္တလေးမှာစစ်ပီးရှောင်းအင်ကားနေသူနဲ့အဲစင်းနဲ့နေထိုင်နေသူတွေပါစစ်မှုရန်စည်ရင်ကောင်းနေပြီးနေကလာပြီးမန္တလေးမှာအလုံးလုံးနေသူတွေကိုလည်းစစ်မှု ရန်စင်ကောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာစေအုပ်စုကပေါ်တာဆွဲစစ်သားတင်းစုဆောင်နာရီစက်တိုက်လုံနေပြီးလက်ရှိမှာမြို့ကန်ဒီကိုတာမကပဲနေကနေလာရောက်ပြီးအလုံးလောက်ကိုင်းနေသူစစ်ပေးရှောင်လာသူအိမ်ကနေထိုင်သူတွေအဲစင်းနဲ့နေထိုင်သူတွေကိုပါစစ်မှုရန်စင်ကောက်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။အဲစင်းနဲ့နေတဲ့သူတချို့ကတော့စစ်မှုရန်စင်နဲ့ပါပါတယ်။အခုဆိုညောင်ခွဲဘက်မှာအဲစင်းနဲ့နေတဲ့သူတွေစင်ရင်နဲ့ပါခေါ်နေကြတယ်လို့မန္တလေးမြို့ကန်မြို့သမီးတောင်ကပြောပါတယ်။ နယ်မြို့တွေကနေလာပြီးမန္တလေးမြို့ပေါ်ရှိဆိုင်တွေကုမ္ပဏီတွေမှာအလုံးလုံးရင်နေထိုင်တဲ့သူတွေကိုလည်းစစ်မှုရန်စင်လိုက်ကောင်းနေရလို့မြို့ကံမြို့သားတောက်ကပြောပါရယ်။ညအိမ်ညနေဝန်တန်းတွေကတော့စစ်မှုရန်စင်ကောင်းနေပြီးလုပ်ငန်းတွေထဲကနေပြည်ယာဆိုင်တွေပါညာပေါ်အစုံပင်စေအုပ်စုကမန္တလေးမြို့မှာအိမ်ကားနေထိုင်သူတွေနဲ့စစ်ပီးရှောင်လာတဲ့ပြည်သူတွေကိုပါစစ်မှုရန်စင်ကောက်ခံနေရလို့မြေပြင်သတင်းအဖွဲ့တွေကပြောပါရယ်။အဲစင်တိုင်တာနဲ့စစ်မှုရန်ကောက်တာပဲမတိုင်တော့လဲမတိုင်လို့ဆိုပြီးဖမ်းတာပဲဘာမှမထူဘူး။နာမည်ပဲကောက်သေးတယ်အခုထိတော့မစွဲသေးဘူး။ ချိန်ထဆွဲမလဲတော့မသိဘူး။ဒါအပြင်မန္တလေးမြို့ပေါ်ရက်ွက်တကူမှာရက်ွက်အုပ်ချုပ်ရေးမှူးကရက်ွက်ခန်းနေကိုမထည့်ဖြစ်ပေအစ်စ်ပြောင်းလာတာမကြသေးတဲ့အိမ်ငါနေထိုင်သူတွေလူငယ်အမျိုးသားတအုပ်ကိုစစ်မှုထမ်းနဲ့ဆွဲထည့်လိုက်ပြီးအဲ့လိုဖြစ်စဉ်မျိုးတွေလည်းမန္တလေးမှာဖြစ်ပေါ်နေရလို့ဆိုပါတယ်။ အောင်မြေသာဇံမျိုးနဲ့အနှိတ်တော်ရက်ွက်မှာလည်းရက်ွက်အုပ်ချုပ်ရေးမှုကငွေကြေးမပြည့်စုံတဲ့အခြေခံလူရန်စားတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေရလို့မြို့ကန်တအုပ်ကပြောပါတယ်အနှိတ်တော်အုပ်ချုပ်ရေးမှုဦးအေးကျော်ကပတ်သက်မရှိသူတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီးသူ့လူဒလန်အိမ်တွေကအသက်မပြည့်သူတွေကိုအုပ်ချုပ်ရေးမှုမိမတော်ဝင်းကြီးကိုရိုင်းကတအိမ်တက်စင်းရှောင်ခိုင်းပါတယ်အုပ်ချုပ်ရေးမှုမှာရှဲပြုတ်ဖြစ်ပြီးသူ့သားသမီးမိမတွေကအုပ်ချုပ်ရေးမှာပါဝင်လုပ်ကင်ပြီးရက်ွက်အတွင်ပြည်သူများကိုအနိုင်ကျင့်နေပါတယ်2024ဒီဇင် င်ဘာနဲ့2025ဇန်နဝါရီနှစ်လအတွင်းမန္တလေးမြို့ခုနှစ်မြို့နယ်မှာစေအုပ်စုကလူဦးရေ628ဦးထပ်မင်းပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားတွေစုဆောင်ခဲ့တယ်လို့စေအုပ်စုရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစည်ရင်းပြုစုနေတဲ့မန္တလေးတပိတ်အင်အားစုကထုတ်ပြန်ပါတယ်စေအုပ်စုကမန္တလေးမြို့အနက်တန်းသွာလန်းနာတွေကိုပေါ်တာဆွဲတာရက်ွက်တီးတဲ့အေးစင်းလိုင်းစင်းရင်ပေါ်တာဆွဲတာလက်ဖက်ဆိုင်နဲ့စားတောက်ဆိုင်တွေကိုစီးနင်းပြီးပေါ်တာဆွဲတာစားတဲ့နီးမျိုးစုံနဲ့ပေါ်တာဆွဲတာတွေပြုလုပ်နေပြီးအထူးသတိထားသွားလာကြဖို့မန္တလေးတပ ိတ်အင်အားစုနဲ့မန္တလေးမြေပြင်သတင်းဖွဲ့တွေကသတိပေးတိုက်တွန်းထားပါတယ်။2024မလကစတင်ပြီးနိုင်ငံတော်ရှင်လူငယ်လူရွယ်တွေကိုစေအုပ်စုကစစ်သားတွေစုဆောင်းနေတာဖြစ်ပြီးစုဆောင်းရရှိတဲ့လူငယ်တွေကိုစစ်တနံပေးလက်နက်ထုတ်ပေးတာတိုက်ပွဲဖြစ်နေတဲ့ဒေသတွေစဉ်အထူးကံတသားဖြင့်စေလွတ်နေတာဖြစ်ပါတယ်လို့ရှင်းတာထားပါတယ်ရှင်။